ားလုံးပဲမင်္ဂလာပါဗျာဒီနေ့ညမှာလဲဘာသာသာသနာအတွက်ပြောရပါဦးမယ်အဲ့တော့မနေ့ကဗီဒီယိုဖိုင်လေးတစ်ခုကျွန်တော်တွေ့လိုက်ရတယ်ဒီဗီဒီယိုဖိုင်လေးကိုကြည့်ပြီးတော့တော်တော်လေးစိတ်ညစ်သွားတယ်အဲ့တော့အဲ့ဒါလေးကိုဘာမှမပြောခင်အရင်ဆုံးဖွင့်ပြမယ် ါကတော့ဘုန်းတော်ကြီးတင်ပညာရေးကျောင်းတစ်ခုခုက ဖြစ်ပါလိမ့်မယ်။ကိုရင်လေးတွေကိုဂရောင်းကြိုက်ပြီးတော့ကခိုင်းနေတယ်။ပွဲတပွဲပေါ့ဗျာပွဲတပွဲမှာကိုရင်လေးတွေကိုတချင်းနဲ့ပန်းကုန်းနေဆုပ်ပြီးကခိုင်းတယ်။ညင်းအတွေ့ရတာအရှင်တော့ပြေမနေဘူးဗျ။အဲ့တော့ဘာဖြစ်လဲကွာကလေးတွေပဲကိုရင်လေးတွေဆိုတာလဲကလေးလေးတွေပဲသူတို့ဘာတိမာလဲပေါ့ဒီလိုပြောလို့ရတယ်ဒါပေမဲ့ကိုရင်လေးတွေကဘာမှမတိဘူးမှန်တယ် ကိုရင်လေးတွေကခုမှကလေးလေးတွေငငယ်လေးတွေဖြစ်တဲ့အတွက်သူတို့နားမလည်သေးဘူး။ဒါပေမဲ့ဒီအနောက်မှာထိုင်နေတဲ့ဆရာတော်တွေဒီနောက်မှာထိုင်နေတဲ့ဆရာမတွေကနားလည်နေပြီ။သိနေပြီ။ဘာဖြစ်လို့ဒီလိုမျိုးကလေးရွယ်ကိုရင်လေးတွေကို မအပ်ဆက်တဲ့အလုပ်ကိုလုပ်ခိုင်းရတာလဲ။ပြီးတော့ဒီပုံရိပ်တွေကလိုင်းပေါ်ကိုရောက်လာတယ်။ဘလို့မှအမြင်မတင့်တယ်ဘူးဘလို့မှလည်းမဖြစ်တင်ဘူး။ တကယ်တော့ဒီကိုရင်လေးတွေဆိုတာတစ်ချိန်ချိန်မှာ ကျွန်တော်တို့သာသနာအတွက်ကျွန်တော်တို့ဘာသာအတွက်ရှေ့ဆောင်လမ်းပြဖြစ်တဲ့ဆရာတော်တွေတန်ဃာတော်တွေဖြစ်လာမယ်။အဲဒီတော့ငငယ်လေးတွေကထိန်းချုပ်မှုမမှန်ကန်တာကြောင့်ကြီးလာရင်ဘလို့ဖြစ်လာနိုင်လဲ။ဒါကိုစဉ်းစားဖို့လိုပါတယ်။ဒီလောက်ကတော့ဘာမှမဖြစ်ပါဘူးကွာဆိုပြီးတော့ကြော်လိုက်လို့ရတဲ့ကိစ္စမျိုးတွေမဟုတ်ပါဘူး။ဒီအနောက်မှာမိမ့်မိန်ထိုင်နေတဲ့ဆရာတော်က ဒါတွေကိုကိုယ်တိုင်ကိုယ်ကျခွင့်ပြုထားပုံရပါတယ်။သူကိုယ်တိုင်ထိုင်ပြီးတော့ကြည်နေ။မင်းတို့ဒါတော့မဖြစ်သင့်ဘူး။ဒီလိုကိုရင်လေးတွေကိုတော့ဒါမျိုးတော့မလုပ်သင့်ဘူးဆိုတော့အမိတ်မျိုး ရှိပုံလည်းမရအောင်။ဒါတွေကဘလို့မှမဖြစ်သင့်ဘူး။ဘလို့မှမအပ်ဆက်ဘူး။တကယ်တော့ဒီကိုရင်လေးတွေဆိုတာသာသနာရဲ့အနာဂတ်တွေပါ။သာသနာရဲ့အလင်းရောင်တွေပါ။ဘာသာသာသနာအတွက်အရေးကြီးတဲ့ကလေးတွေအရေးကြီးတဲ့ကိုရင်လေးတွေ ဒီလိုကိုရင်လေးတွေကိုဒီလိုငရဲစဉ်ကလေးဘဝတဲကမဟုတ်တဲ့အယူအဆတွေမသိလျော်တဲ့အတ္တိတရားတွေကိုထည့်ပေးလိုက်သလိုဖြစ်သွားလိမ့်မယ်အဓိကပြောချင်တာကဆရာဆံမတွေလဲဓာတွေကိုဘာကြောင့်ခွင့်ပြုရတာလဲကမဲဆိုလို့ရှင်ရိုးရိုးတန်မှန်ကလေးတွေရှိတယ်ဒီကလေးတွေကိုကခိုင်းလို့ရတယ်ဒါကအပြောင်အပြက်လားဟာတလားဘာဟိုရည်ရွယ်ချက်နဲ့ဘလို့ရည်ရွယ်ချက်နဲ့လှုပ်လိုက်တာလဲတခြားဘာသာတွေကကြည့်ရင်ဓာတွေကရှက်စရာတွေနော် ဒါတွေကဘလို့မှအမြင်မသိတော့တဲ့ဟာတွေနော်ဒါတွေကိုသိဖို့လိုတယ်အဲ့တော့မပြောမပြီးမတီးမမြီဆိုသလိုဒါတွေကိုပြောနေရတာကလည်းတော်တော်ကိုခက်တယ်ဗျအဲ့တော့မင်းကတင်တော့လူပိုသိတာမဟုတ်ဘူးဒါတွေကလိုင်းပေါ်မှာပြန့်နှံ့နေပြီးပြီမနည်းရတဲ့ကဒါတွေလိုင်းပေါ်မှာပြန့်နှံ့နေပြီးသားတော်တော်များများလည်းသိပြီးသားကိစ္စတွေဒါပေမဲ့ဒါတွေကအချင်းချင်းခါခါလိုင်းပေါ်ကိုတက်လာတဲ့အချင်းချင်းခါခါတတိမမူပဲနဲ့ဖြစ်လာပြီ အဲ့တော့ဘာသာရေးတာသနာရေးနဲ့ပတ်သက်ပြီးတော့ဓာရီကိုတခုခုတော့လုံးတင်ပြီလို့ထင်နေဗျအဲ့လိုမှမဟုတ်ဘူးဆိုလို့ရှိရင်တာသနာက တော်တော်ကိုညံ့နွမ်းစရာဖြစ်လာပြီခလေးတွေကဘာမှမသိဘူးဘာမှနားမလည်ဘူးကိုရင်လေးတွေဆိုပေမဲ့တိနားလေတဲ့ဆရာတော်တွေတိနားလေတဲ့တန်ဃာတွေတိနားလေတဲ့ဆရာဆရာမတွေကဒီလိုဖြစ်ပျက်မျိုးဒီလိုကိစ္စမျိုးတွေကိုတားဆီးပိတ်ပင်ရမှာတာဝန်တရက်ပဲဒါအတိတရားပဲဒါအတင်စရာမလိုဘူး ကိုရင်လေးတွေကဖြော်ပြရလောက်တဲ့အထိဖြစ်သွားတာလားနားမလည်တဲ့ကိုရင်လေးတွေအပြစ်ဆိုတာထက်နားလည်တဲ့ဆရာတော်တွေတန်ဃာတော်တွေဆရာဆရာမတွေရဲ့အပြစ်လို့မြင်တယ်ဒါဘာလို့တာလဲဖြော်ပြဖို့တခြားကလေးတွေရှိတယ်ကိုရင်နေမှဖြစ်မှာလားကလေးတွေဆိုတာကျွန်တော်တို့ရဲ့အနာဂတ်ကျွန်တော်တို့နိုင်ငံအတွက်ကျွန်တော်တို့သာသနာအတွက်ကျွန်တော်တို့ဘာသာအတွက် တိတ်ကိုအရေးကြီးတယ်ဗျပြုစုပြိုးထောင်တဲ့နေရာမှာတတိရှိရှိအတိရှိရှိနဲ့ပြုစုပြိုးထောင်မှဖြစ်လိမ့်မယ်အဖက်ဖက်ကနှိမ့်ကြနေတဲ့အဖက်ဖက်ကတညိုးထိုးစရာဖြစ်နေတဲ့ကျွန်တော်တို့လူအဖွဲ့အစည်းမှာကျွန်တော်တို့တာသနာမှာဒီလိုမျိုးတွေကိုအချင်းချင်းအခါခါတွေ့မြင်လာရတာတော်တော်ကိုအမြင်မတင့်တော်စရာတွေဖြစ်လာပြီတော်တော်ကိုလည်းစိတ်ပျက်စရာဖြစ်လာပြီဒါတွေကိုတူးချင်းတယောက်ချင်းဆရာတော်တွေကအစလူပုဂ္ဂိုလ်တွေအစုံတတိထားဆင်ခြင်ရတော့မယ်ကိစ္စတွေဗျဒါတွေက ဲ့လိုမှမဟုတ်ဘူးဒါသေးမွားလေးပါဘာမှမဟုတ်ဘူးဘာမှမဟုတ်ဘူးနဲ့တဖြည်းဖြည်းနဲ့လိုင်းပေါ်ပေါ်မှာကြိလိုက်အဲ့တော့အထက်တက်ခါခါလဲပြောနေပြီအရေးယူတဲ့ပုံစံမျိုးလဲမခမ်းမှမတွေ့ရအောင်ဒါတွေကသာသနာအတွက်ဘာသာအတွက်မကောင်းဘူးဒါတွေကသာသနာညှိုးနှွမ်းစေတဲ့ကိစ္စတွေအထက်တက်ခါခါကျွန်တော်တို့ပြောနေတယ်နော်ကြည့်ကြည့်ပါ ရာတော်ဘုရားကနောက်ကနေစုငွေစုချအလိုတူလိုပါပေါ့လေပြောကျင်တာတော့ဒါသူကိုယ်တိုင်စီစဉ်တဲ့ပွဲလေးဖြစ်ပါလိမ့်မယ် ားပါတော့အဲ့တော့ကျွန်တော် viewer တွေကြည့်ရတာဘလို့နေလဲအဆင်ပြေနေလားဒီကိုရင်လေးတွေဆိုတာကျွန်တော်တို့ရဲ့သာသနာအတွက်တစ်ချိန်ချိန်မှာဆရာတော်တွေဖြစ်လာမယ်ထင်ရှားတဲ့ပုံကိုယ်တွေဖြစ်လာမယ်ကျွန်တော်တို့ဘာသာသာသနာကိုဥဆောင်မဲ့ဘာသာရေးခေါင်းဆောင်တွေဖြစ်လာမယ်ခလေးလေးတွေဒီခလေးလေးတွေရဲ့ပထမမူလအစဘဝကတည်းကပြုစုပြိုးထောင်ခံရတာဘလို့ပြုစုပြိုးထောင်လိုက်တာတော့ဒါကျွန်တော်အမှုကြီးအောင်ပြောနေတာမဟုတ်ဘူးနော် ဒီပြဿနာက ပေါ်သေးသေးမဟုတ်လို့ပြောနေရတာကိုရင်လေးတွေပဲကွာဘာမှမဖြစ်ပါဘူးလို့မပြောနဲ့နော်ဒါတွေကဘာသာတာသနာရဲ့အနာဂတ်တွေနော်ဒီနောက်ပိုင်းမှာယဟန်တန်ဃာတွေနဲ့လူပုဂ္ဂိုလ်တွေနဲ့နေတာထိုင်တာပြောတာဆိုတာတွေကတဖြည်းဖြည်းနဲ့အတူတူလို့ဖြစ်လာတယ်တန်ဃာတော်တွေကလည်းလူလိုမျိုးနေလာကြတယ်အဲ့တော့ကိုရင်နေဆရာတော်တွေကအစလူလိုမျိုးပြောလာတယ်လူလိုမျိုးနေလာတယ်လူလိုမျိုးကျင့်သုံးလာကြတယ် ောက်ပြီးတော့ကျွန်တော်တို့လူပုတ်ကိုတွေကလည်းတန်ဃာတော်တွေနဲ့ပြောဆိုဆက်ဆံတဲ့နေရာမှာဒါကတော့မအပ်ဆက်ပါလားဒါကတော့မပြောတင်ပါလားဒီလိုမျိုးတော့မနေထိုင်တင်ပါလားဆိုတာမျိုးမတွေးတော့ဘူးနဲလို့အာဒီဦးဇင်းလားဒီဦးဇင်းလားဟောသူမောင်ကြီးကလာဝဲမကြွေးမတော့လူစားရတယ်ဒီဦးဇင်းကတရားဝတ်ဝတ်ကြီးဒီတရားဝတ်ဝတ်ကြီးပါတယ်ဒီဦးဇင်းကတော့အကျိမကောင်းမသိရင်တငယ်ချင်းလိုပေါင်းဖော်လို့ ဖြစ်လာတယ်။စကားပြောတာဆိုတာတွေတုံနှုံတာတွေနေပုံထိုင်ပုံတွေကအစဒါတွေကတဖြည်းဖြည်းနဲ့ပြဿနာရှိလာပြီလို့ကျွန်တော်ကတော့ယူဆပါတယ်။အဲ့တော့ယဟန်တန်ဃာတွေနဲ့လူပုဂ္ဂိုလ်တွေနဲ့ဘလောက်ထိရင်းနှီးကြမှာလဲ။ယဟန်တန်ဃာတွေနဲ့လူပုဂ္ဂိုလ်တွေနဲ့ကဆရာတကာဆက်ဆံရေးကလွဲရင်ဒီထက်ရင်းနှီးစရာဘာအကြောင်းမှမရှိဘူး။တန်ဃာတော်တွေလူပုဂ္ဂိုလ်တွေနဲ့ရင်းနှီးလာလေပြဿနာများလေပဲ။ အခုဒီကိုရင်လေးတွေဖြစ်ပြက်ဆိုတာကလည်းဒါတဖြည်းဖြည်းနဲ့လူဆန်လာတာပဲဒါလူတွေလှုပ်တဲ့လှုပ်ပဲလူတွေတန်ဃာတော်တွေမခွဲခြားတော့လို့ဒီလိုမျိုးဖြစ်တည်ဖြစ်လာတာဒါကအရေးကြီးတဲ့ပြဿနာတစ်ရက်ပဲဒါတွေကိုဖြေရှင်းမှကိုရတော့မှာတာဝန်ရှိတဲ့သူတွေတာဝန်သိတဲ့လူတွေဒါတွေကိုကြည့်ပြီးတော့ပေါ့ပေါ့မနေသင့်တော့ဘူးဒါတွေကိုဖြေရှင်းရတော့မယ်ကျွန်တော်တို့ရဲ့သာသနာအတွက်ကျွန်တော်တို့ရဲ့ဘာသာအတွက်ဒါတွေကပြဿနာတွေဖြစ်လာနေပြီ ဒါ리고ကျွန်တော်တို့အပူတပြင်းဖြည့်ရှင်းมาရပါတော့မယ်။ဟုတ်ပြီเนาะကျွန်တော်တို့ကတော့ပြောရုံပဲပြောနိုင်ပါတယ်။အဲ့တော့ကောင်းစေခြင်းနဲ့ဆန္ဒအပြုသဘောအနေနဲ့သာပြောခြင်းဖြစ်ပါတယ်။ကျွန်တော် channel အနေနဲ့လည်းတန်ခါတော်တွေကိုပဲမျက်စိတောက်ထောက်ကြည့်ပြီးတော့ like ပြီးတော့ဗလိန်နေတယ်အပြစ်ပြောနေတယ်ဆိုပြီးတော့လည်းပြောနေကြပါပြီ။ဒါပေမဲ့ဒါ리고ကျွန်တော်ဖန်ပြီးယူထားတဲ့ဗီဒီယိုတွေမှမဟုတ်တာ။ဒါ리고 line ပေါ်မှာတကယ်တမ်းခင်ဗျားတို့ကျွန်တော်တို့အတူတူတွေ့နေကြည့်နေရတဲ့ဗီဒီယိုတွေပဲ။ ဒါတွေကအမှန်တရားတွေပဲမဟုတ်ဘူးလားဒီအမှန်တရားတွေကိုကျွန်တော်ကပြောပြပြီးတော့စင်ကျင်သုံးသက်ဖို့နောင်မဖြစ်အောင်တတိပေးပြောကြားနေတာမဟုတ်ဘူးလားကျွန်တော်စေတနာတကယ်မှန်ရင်ဘာသာတာသနာအတွက်အကျိုးတစုံတရာဖြစ်စေခြင်းနဲ့ဆန္ဒမှန်လို့ရှိရင်ဒါတွေကတဖြည်းဖြည်းနဲ့ပျောက်ကွယ်သွားပြီးတော့ကျွန်တော်တို့ဘာသာတာသနာကတဖြည်းဖြည်းတန့်စင်လာပြီးတော့လူအများယုံကြည်ကိုးကွယ်ရာကြည်ညိုရာဘာသာတရားတစ်ခုဖြစ်လာမယ်လို့လည်းယုံကြည်ပါတယ်ကျေးဇူးတင်ပါတယ် 这种规则吧。